မင်္ဂလာပါ T9 sharing မှာကြိုဆိုပါရခင်ဗျာဒီဗီဒီယိုလေးမှာတော့အင်္ဂလိပ်လိုရေးထားတဲ့မှတ်ပုံတင်နံပါတ်တွေကိုမြန်မာလိုပြောင်းမယ်မြန်မာလိုရေးထားတဲ့မှတ်ပုံတင်နံပါတ်တွေကိုအင်္ဂလိပ်လိုပြောင်းတဲ့ဟာလေးကိုအိဇဲ function လေးတွေနဲ့တုံးပြီးတော့ပြောပြပေးမှာဖြစ်ပါရခင်ဗျာ NRC code list လေးကိုဒီ Google spreadsheet လေးနဲ့ပြင်ထားတယ်ဗောနော်ဒီဟာလေးပြင်ဖို့အတွက်လည်းအချိန်အများကြီးပေးလိုက်ရတယ်ဗောနော်โอเคကျွန်တော်တို့ကဒီ Google sheet ရဲ့ data တွေကို power query နဲ့ excel ထဲမှာဆွဲယူမယ်ဆွဲယူပြီးတော့မှကျွန်တော်တို့ မြန်မာ to English English to မြန်မာကွန်ဗာတာလေးကို Excel file လေးတစ်ခုနဲ့လုပ်ပြပေးမှာဖြစ်ပါတယ်ဒီမြန်မာလိုအင်္ဂလိပ်လိုပြောင်းတဲ့ Excel file လေးနဲ့ database လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာ3000ကျပ်နဲ့လာရောက်ပြီးချက်ပေါက်မှာစုံစမ်းနိုင်ပါတယ်ခင်ဗျာဒီ NRC code list လေးကိုလောက်ရတာအချိန်နေအများကြီးပေးရလို့မို့ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့က Google spreadsheet တွေက data တွေကို power query နဲ့ဆွဲယူတော့မယ်ဆိုရင်ကျွန်တော်တို့က link ကိုအရင်ဆုံး generate လုပ်ရမယ်ဒီ Google spreadsheet တွေက file နဲ့ကိုသွားမယ် ဖြစ်ရင် share မှာ publish to web ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်။ Okay ဒီမှာဆိုရင် तू က link ਉਹ တဲ့ဘာနဲ့ share မှာလဲဆိုရင်ကျွန်တော်ကကိုယ်မှာရှိတယ်အများကြီးရှိနေခဲ့လို့ရှိရင်ဟိုရှိတစ်ခုချင်းစီရွေးလို့ရတယ်။ကျွန်တော်တို့ NRC code ကိုပဲရွေးလိုက်မယ်။ web page နဲ့ share မှာလာမဟုတ်ကျွန်တော်က comma separate value တွေနဲ့ share မယ် csv file နဲ့ share မယ် okay ဒါဆိုရင်ရပြီဒါဆိုရင်ကျွန်တော်တို့ဒီ link လေးကို control c နဲ့ copy ကူးထားခဲ့လိုက်မယ်ပြီးရင် close ပြင်မယ်ပြီးပြီးရင်ကျွန်တော် exe sheet ကိုသွားလိုက်မယ်ပေါ့နော် power query နဲ့ data တွေကိုဆွဲယူတော့မယ်ဆိုလို့ရှင် data tag link အနေဆွဲယူမှာဖြစ်တဲ့အတွက် from web ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် URL ဆိုတဲ့ဟာလေးထဲမှာခုန copy ကူးခဲ့တဲ့ဟာကို control v paste ချလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ် okay ဒါဆိုရင်တို့က comma separate value အနေနဲ့ဒီလိုမျိုးလေး table လေးကို sample အနေနဲ့လာပြတယ်ကျွန်တော်တို့ကအာ lotto bo shop ပြင်စရာရှိရတဲ့ပြင်အောင်မှာဖြစ်တဲ့အတွက်လုတ်ကိုမနှိပ်ဖက်နဲ့ transform data ကိုနှိပ်လိုက်မယ် ဒါဆိုရင်တော့ power quality window လေးပေါ်လာပြီဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် number sin column ကြီးကိုမလိုချင်ဘူးလိုချင်တဲ့အတွက်ဒီ column ပေါ်မှာ right click နှိပ်ပြီးတော့ remove လုပ်လိုက်ရင်ရပြီပြီးရင်ကျွန်တော်ဒီမြို့နယ်တွေဒီဘက်က town ship တွေကိုမလိုချင်ဘူးအဲ့တော့ဒီ column တွေရဟာတွေကိုမြို့နယ်မှန်သမျှအကုန်လုံးဖယ်ပြစ်ချင်တယ်ဆိုတော့ replace လုပ်မယ်ပြီးရင်ဒီ column ကိုအစ်စ်တိုးမှာမဟုတ် transform လုပ်မှာဖြစ်တဲ့အတွက် transformed တက်တွေကိုသွားမယ်ပြီးရင် replace value ဲ့မှာဘာတွေကို replace လုပ်မှာလဲဆိုတော့ကျွန်တော်ကမြို့နယ်ဆိုတဲ့ဟာတွေ replace လုပ်မယ်အဲ့နေရာတွေမှာဘာမှမထည့်ချင်ဘူးဖြစ်တဲ့အတွက် replace with မှာလဲ blank ထားခဲ့ပြီးတော့ okay နေလိုက်ရင်ဒီမှာမြို့နယ်တွေအကုန်ပျောက်သွားတယ်ဒီဘက်ဘက်လည်းတူတူပဲပေါ့နော်တောင်းရှစ်တွေကိုဖယ်မယ်ဒီမှာကြတော့တောင်းရှစ်တွေကိုဖယ်ခြင်းနဲ့ပြင် okay နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ data ပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့မှာမှကျွန်တော် နိုင်ကိုချိန်ထားခဲ့လိုက်မယ်ဒီဘက်က quarry setting တွေက property ဆိုတဲ့နေရာမှာချိန်လို့ရတယ်လို့ဒီဘက်က quarry 1မှာလည်း double click လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ nrc code ဆိုပြီးတော့ချိန်လိုက်မယ်ပေါ့နော်ပြီးရင် close and load မှာနှိပ်လိုက်မယ်ဒီညာဘက်ဆုံးမှာကြည့်လိုက်ရင် connection only ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ခုနကပြန်ပြင်လိုက်လို့မို့ okay ဒါဆိုရင် connection only ဆိုရင်ဒီဘက်မှာဒီ table ကိုလုတ်ဖြစ်နေတယ်ဆိုလို့ရှိရင် load to ဆိုပြီးတော့ right click နှိပ်ပြီးတော့ load to ကိုနှိပ်လိုက်မယ်ပြီးရင် table နေနဲ့လုံမဲ့ဒီနားလေးမှာနေရာလေးရွေးပေးလိုက်တယ်ပြီးရင် okay နှိပ်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်လိုချင်တဲ့ data လေးရပြီပေါ့နော် Google Sheet ကနေဆွဲယူလိုက်တယ်ပေါ့နော်ဒီ sheet နာမည်လေးကို NRC code ဆိုပြီးတော့ပေးထားခဲ့လိုက်မယ် okay ပြီးတော့မှဒီဘက်မှာကျွန်တော်က converter လေးလုပ်မယ်ပေါ့နော် converter လေးကဘယ်လိုလဲဆိုရင် English versus မြန်မာပေါ့နော်ပြီးရင်ကျွန်တော်ဒီ C column မှာ space here ဒီနားလေးမှာအင်္ဂလိပ်လိုရေးထားတဲ့မှတ်ပုံတင်နံပါတ်ပဲဖြစ်ဖြစ်မြန်မာလိုရေးထားတဲ့မှတ်ပုံတင်နံပါတ်ပဲဖြစ်ဖြစ်ဒီနားမှာ paste ထားလိုက်တာနဲ့ဒီဘက်ကအင်္ဂလိပ်လိုပြောပေါ်မယ်ဒီဘက်ကမြန်မာလိုပေါ်မယ်ပေါ့နော် okay ဒီဘက်ကတော့မြန်မာဒီဘက်ကအင်္ဂလိပ် okay ဒါဆိုရင်ကျွန်တော် sample မှတ်ပုံတင်လေးတွေကို copy သွားကူးလိုက်မယ်ပေါ့နော် okay ဒါကတော့ sample မှတ်ပုံတင်လေးတွေဖြစ်တယ်ပေါ့နော်ပြောင်းချင်တဲ့မှတ်ပုံတင်နံပါတ်လေးတွေကိုဒီမှာ paste ထားလိုက်တာနဲ့ ဒီဘက်ကအင်္ဂလိပ်လိုဆိုမြန်မာလိုထွက်မယ်မြန်မာလိုဆိုဒီ column မှာအင်္ဂလိပ်လိုထွက်မယ်ဒါမျိုးလေးလုပ်ချင်တာပေါ့နော်ဒါလေးတို့ control b ထားခဲ့လိုက်မယ်ပြီးရင် center လေးထားခဲ့လိုက်မယ်ပေါ့နော်နည်းနည်းလေးကြည့်ရအောင်လို့ okay ဒါမျိုးရပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီဘက်က nrc code တွေအတိုင်းမြန်မာလိုပြောင်းကြမယ်ပေါ့နော်ကျွန်တော်တို့ဒီ database ထဲမှာဆိုရင်တောင်းရှိ code ပါတယ်ကျွန်တော်တို့ကဒီတင်မြင်ဆောင်ဘာမနာဆိုရင်ဒီဘက်ကမြန်မာလို tip နဲ့ဘာမနာကိုလိုချင်တာပေါ့နော် ဒီလိုမျိုးဆိုရင်ကျွန်တော်ဒီဘက်ကရှာပြီးတော့ဒီဘက်ကိုပြန်ရချင်တယ်ဆိုရင် VLOOKUP နဲ့ရှာလို့မရတော့ဘူး index match ကိုသုံးပြီးတော့ရှာရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကဒီ column တစ်ခုထဲမှာဖုံယူတာတွေအကုန်ရေးချင်တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ view site ပြီးတခြားလေးလိုက်လုပ်ပြီးတော့ကြည့်စေချင်ပါတယ်။ Okay ဒါဆိုရင်တော့ equal ကျွန်တော်တင့်မြင်းဆောင်ဓာပရဆိုတဲ့ဟာကိုလိုချင်တယ်။တက်စာသားတွေကဘယ်ဘက်မှာရှိရအတွက် left ဆိုတဲ့ function လေးကိုသုံးမယ်။ဒီ text ထဲကနေ သူကပြီးရင် number character ဘယ်နှလုံးလိုမှာလဲကျွန်တော်တို့ကဒီ number character ဟိုသူ့ရဲ့အလုံးရေးအတွက်တည်းမတူဥပမာ7နှစ်မြင်းဆောင်73မြင်းဆောင်ဆိုရင်များသွားနိုင်တယ်ပြီးလို့ရှိရင်ဒီလို BATHA ဆိုရင်3လုံးနဲ့2လုံးနဲ့ဒါတွေကစလုံးရေးအတွက်တည်းကမတူနိုင်တဲ့အတွက် dynamically လိုချင်တဲ့အတွက်ကျွန်တော်ကပြောလိုက်မယ်ဒီ queen's ရှေ့ရာဟာဒီမှန်သမျှကိုယူမယ်ဒါဆိုရင်ကျွန်တော်တို့က fine ဆိုတဲ့ဟာရှိမယ်ဘာလို့ရှာမှာလဲဆိုရင်ကျွန်တော် queen's ကိုရှာမယ်ဘယ်ရရှာမှာလဲဆိုဒီဒီကနေပဲရှာမယ် step number ကျွန်တော်တို့ကပထမဆုံးတွေ့တွေ့ချင်းဟာကိုပဲရှာမှာဖြစ်တဲ့အတွက် step number ကိုရိုက်မထည့်တော့ဘူးပြီးရင်ခွင်းပေးမယ် enter ခေါင်းမယ် okay ဒီမှာဆိုရင် तू ကခွင်းစာကြီးပါနေတယ်ကျွန်တော်တို့ကခွင်းစာကိုရှာပြီးတော့ခွင်းစာအပါဝင်ယူလိုက်တာဒါဆိုရင်လည်းလွယ်တယ်ကျွန်တော်တို့ဒီနောက်က -1 လေးနှုတ်ပေးလိုက်ဒါဆိုရင် तू ကခွင်းစာမပါတော့ဘူးပေါ့နော်ဒါဆိုရင်တင်ပြင်းဆောင်ဆိုတဲ့ဟာဒီကိုခွဲထုတ်ပြီးသားဖြစ်သွားပြီအဲ့ခွဲထုတ်ပြီးသားဖြစ်သွားပြီဆိုမှကျွန်တော်တို့ကဒီဘက်ကဟာဒီကိုပြန်ယူမယ် ဒါဆိုရင်ကျွန်တော်တို့ intermatch နဲ့သွားလို့ရပြီ indash အရိယာကျွန်တော်တို့ရချင်တဲ့ column ကျွန်တော်တို့ရချင်တဲ့ column က nrc code table ထဲမှာရှိရဆိုလို့ nrc ကိုရိုက်ပြီးတော့ tacky လေးခွန်လိုက်မယ်ကျွန်တော်တို့ column တွေကိုယူချင်လို့ရှိရင်တောင်းကွင်းလေးစလိုက်ဒါဆိုရင်သူက column list လေးကြာလာပြီအဲ့ဒီထဲမှာကျွန်တော်တို့ကမြန်မာလိုရေးထားတာ tc ဆိုတဲ့ column မှာရှိတယ်ပေါ့နော်အားလေးကိုသွားပြီးတော့ arrow key နဲ့ selection လုပ်ပြီးရင် tacky ခေါက်လိုက်မယ်ပြီးရင်တောင်းကွင်းပြန်ပေးမယ် row number က dynamically ဖြစ်နေတဲ့အတွက် match နဲ့တွဲရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က inter match လို့ခေါ်တာပေါ့နော် match okay ဒီမှာဆိုရင်ကျွန်တော်ရဲ့ left function ကပျောက်သွားတယ်ပေါ့နော် queen စာ left lookup value ကတော့ခုနကတင်းမြင်ဆောင်ဓာပါရထွက်လာတဲ့ဟာကိုကျွန်တော်တို့ဖုံးလာရေးထားတဲ့ဟာကိုရှာမယ်ဘယ်တွေကရှာမှာလဲဆိုရင်ဒီ nrc code ထဲကဘယ် column လေးရလဲဆိုလို့ရှိရင်တောင်ကွင်းလေးစလိုက်ရင် column list ကြလိုက်ဒီတောင်နောက်ဆုံးကတောင်ရှစ်ကုတ်ထဲကနေရှာမယ်တောင်ကွင်းပြန်ပေးမယ် match type ကအတိအကျရှာမှာဖြစ်တဲ့အတွက် access match ဆိုရင်0ကိုရွေးပြရမယ်ပြီးရင်ခွင်းပေးမယ်ပြီးရင်နောက်ထပ်ခွင်းထပ်ပေးမယ် enter ခေါက်လိုက်ရင်ကျွန်တော်တို့ဒီလိုမျိုးလေးတင်မြင်ဆောင်ဒါဖာရဆိုတဲ့ဟာလေးကိုရပြီပေါ့နော်ဒီခါမှာတော့ဒီ n ကို dynamically ချိန်တာမဟုတ်ဘဲနဲ့ n ကျွန်တော်က9ဆိုတဲ့ဟာနဲ့ပဲတွက်ပြပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ formula ရှိရနေ concatenate ဆိုတဲ့တက်စာသားတွေကိုတစ်ခုနဲ့တစ်ခုဆက်တစ်ခုထဲမှာဆက်တဲ့ဟာပေါ့နော်အဲ့ဒါဆိုရင် concatenate ဆိုတဲ့ဟာလေးကို တက်ကြီးခောက်မယ်ပထမဆုံးကတော့ဒီတင်းမင်းဆောင်ဟာ၄ရေးထားတဲ့ဖော်မြူလာ၄အကုန်လုံးပြီးရင်ကော်မာကျွန်တော်ဖော်မြူလာကိုအောက်ကိုကျသွားခြင်းတာဖြစ်တဲ့အတွက် order under လေးနှိပ်ထားလိုက်မယ်ပြီးရင်နားလေးမှာ ქვენ စာမြန်မာလိုလိုချင်တာဖြစ်တဲ့အတွက်9 ქვენ ပေးမယ်ပြီးရင်တပည့်ကိုပြန်ပေးမယ်ကော်မာ နောက်ထပ်ကကျွန်တော်တို့ဘာလိုချင်နိုင်ပြီးလို့ရှိရင်ဒီနောက်ကစာသားတွေလိုချင်တာနောက်ကစာသားတွေကညာဘက်အဆုံးမှာရှိတယ်ပြီးရင် NRC ကုတ်နံပါတ်တရဘယ်နံပါတ်နေနေ6လုံးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က right ဆိုတဲ့ function နဲ့ယူလိုက်လို့ရတယ် right ညာဘက်ကဘယ် test တွေကလဲဆိုရင် d test တွေကယူမယ် comma နံပါတ် character ဘယ်နှလုံးယူမှာလဲဆိုရင်နံပါတ် character 6လုံးယူမယ်ပြီးရင် queen ပေးမယ်ပြီးရင် concatenate function အတွက် queen တစ်ချက်ပေးမယ်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင်တော့ဒီရှေ့ကတော့ မြန်မာလိုရနေပြီဒါပေမဲ့နောက်ကတော့အင်္ဂလိပ်လိုကနန်းနေဖြစ်နေတယ်ဒီအင်္ဂလိပ်နံပါတ်တွေကိုလည်းမြန်မာနံပါတ်ပြောင်းမယ်ပေါ့နော်ချိုးအိဇဲ version 2021 2024မှာဆိုလို့ရှိရင်နော်ဒီလိုနံပါတ်တွေကိုဖောင်ပြောင်းလိုက်တာနဲ့ပြောမယ်ဆိုပြည်တော်စုပေါင်းတို့တခြား unison တို့ဖောင်ပြောင်းလိုက်တာနဲ့ပြောင်းနေလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်အိဇဲရအလုံးမလုပ်ဘူးဖြစ်တဲ့အတွက်ကျွန်တော် substitute function ကိုဆယ်ကရေးပြီးတော့ပြောင်းมาဖြစ်ပါတယ်โอเคစလိုက်ကြအောင်ပေါ့နော်ဒီရှေ့ကနေ substitute ဆိုလိုတာကတော့ကျွန်တော်တစ်ဆိုရင် မြန်မာလိုတက်နေပြောင်းမယ်ဆိုတဲ့ဟာနော် substitute test က di တစ်ခုလုံးကို substitute လုပ်မယ်ဆိုတော့သူက old test ကအင်္ဂလိပ်လိုတက်ဖြစ်ခဲ့မယ်ဆိုရင် new test ကမြန်မာလို1ဒါမျိုးဟာလေးကိုပြောတာပေါ့နော်ပြီးရင်ခွင်းပေးမယ် enter ခေါက်မယ်ဒီမှာတက်ပါတဲ့အတွက်သူကမြန်မာလို1လေးတော့ပြောင်းသွားပြီဒါပေမဲ့ဒီနှစ်တွေ3နေအတွက်ကျွန်တော်တို့က10ကရေးရမှာဖြစ်တဲ့အတွက်ကျွန်တော်10ကပြန်ရေးလိုက်မယ်ပေါ့နော်အဲဆိုရင် substitute ကို control c copy ကုမယ် ြီးရင်1 2 3 4 5လေးကိုအောက်ကြောက်တော့ order enter လေးခေါ်လိုက်မယ်ပြီးရင်6 8 9 10 order enter လေးခေါ်ထားလိုက်မယ်ပြီးရင်ဒီနောက်ကနေလေကျွန်တော်တို့ကတစ်ဆိုရင်တစ်ဆိုရင်နှစ်ဆိုတဲ့ဟာတွေအစုံလိုက်ရေးရမှာဖြစ်တယ်ဆိုတော့တော့ဒီ format ကလေးချထားခဲ့လိုက်ပါနော်ခွင်းပေးမယ်ကော်မာချမယ်ဒီဟာလေးကိုကျွန်တော်စေကူးပြည့်အောင်လုပ်လိုက်မယ်အရင်ဆုံးနှစ်ခုပြီးသွားပြီ3 4 5 6 ခွန်ရှိ90 okay အဲ့ကြမှာကျွန်တော်ကဒီမှာအင်္ဂလိပ်လို2ဆိုရင်ဒီဘက်မှာမြန်မာလို2အင်္ဂလိပ်ကဏ္ဍတွေကိုအရင်ရေးလိုက်မယ်ပေါ့နော်လေငါးကြောင်းခွန်ရှိ90ရင်းတော့ဒီဘက်ကြမှာအင်္ဂလိပ်လို2ဆိုရင်မြန်မာလို2တော့လေငါးကြောင်းခွန်ရှိ90တော့ည okay ဒါဆိုရင်တော့ကျွန်တော်တို့ကကဏ္ဍနေမှန်တယ်မြန်မာလူအစားထိုးတော့မှာဖြစ်ပါတယ်အန်တာခေါ်လိုက်လို့ရှင် ဒါမျိုးလေးဖြစ်သွားပြီပေါ့နော်ဒါကတော့မြန်မာလို ပြောင်းနေဟာလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကမြန်မာလို paste ချလိုက်တယ်ဆိုလို့ရှိရင်ဒီဘက်မှာရောအင်္ဂလိပ်လိုပြောင်းကျင်တယ်ဒါမျိုးလဲကျွန်တော်တို့ဒီပုံစံလေးတိုင်းရေးလို့ရတယ်ပေါ့နော်နော်ဥပမာဒီဟာလေးကို control c နဲ့ဒီဘက် b လေးမှာ data bucket လေးယူထားခဲ့လိုက်မယ်ပြီးရင်ဒီမြန်မာလိုဟာတွေကိုဒီရှေ့မှာ value only နဲ့ paste ချလိုက်မယ် โอเคဒါဆိုရင်တော့ဒီမြန်မာလိုပြောင်းထားတဲ့ဟာတွေကမြန်မာချင်းမြန်မာဆိုတော့ error တွေတက်ကုန်ပြီဒါဆိုရင်ဒီ error ကြီးကိုမလိုချင်ဘူးဆိုလို့ရှိရင် double click ပြီးတော့ if error နဲ့ error ဖြည့်ရှင်းလိုက်မယ်ပေါ့เนาะ sorry if error ဒီ function ကြီးတစ်ခုလုံးက error တက်ခဲ့မယ်ဆိုလို့ရှိရင်ဒါသေချာတယ်မြန်မာဖောင့်ဖြစ်နေလို့ပေါ့เนาะအဲဆိုရင် already mmr ဆိုပြီးတော့ပြောထားခဲ့လိုက်မယ်ခွင့်ပေးမယ်အန်တာခေါင်မယ်ဒါဆိုရင်တော့ဒီမှတ်ပုံတင်နေရ မူရင်းကမြန်မာလိုဖြစ်တဲ့အတွက်မြန်မာမှာတော့မပေါ်တော့ဘူးပေါ့နော်ဒါဆိုရင်ဒီမြန်မာတွေကိုကျွန်တော်အင်္ဂလိပ်လိုကြားခြင်းနေဒါလည်းအတူတူပဲပေါ့နော်ဒီဘက်ကတင်မြင့်ဆောင်ဓာဖရတွေကိုအရင်ဆုံးခွဲထုတ်မယ်ဆိုတော့ left နဲ့ပဲခွဲထုတ်မယ်ဒါလေးကိုတော့အမြန်ပြောလိုက်မယ်ပေါ့နော် number character က fine ဘာလို့ရှာမလဲဆိုရင်ခွင်းစာကိုရှာမယ်ဒီတည်းကနေရှာမယ်ပြီးရင် -1 ခွင်းစာတော့မပါခြင်းဘူး ဝင်ခွင့်ပေးမယ်ဆိုလိုတာကတော့ခွင့်စားရှိရဟာဒီမှန်သမျှအကုန်ယူမယ်လို့ပြောတာပေါ့နော်အန်တာခေါ်လိုက်ရင်တင်းမင်းသောတာဖာရဒါမျိုးဟာလေးရတယ်ပေါ့နော်အဲ့ဒီကြမှာကျွန်တော်တို့က intermatch နဲ့ရေးမယ်ပေါ့နော် vlookup နဲ့ရေးရင်အဲ့ဒါတက်မှာဆိုလို့ပို့ပြီးသေးကြတယ်ကျွန်တော် intermatch နဲ့ရေးမယ်ပေါ့နော် index array ကကျွန်တော်တို့ရကျင်တဲ့ဟာကျွန်တော်က nrc code ထဲမှာရှိတယ်တောင်းခွင့်ပြောင်းရကျင်တာလေဆိုဒီကါဆိုတော့အင်္ဂလိပ်လိုပြန်ရကျင်တာဖြစ်တဲ့အတွက်တောင်းရှိကုတ်ကိုပြန်ရကျင်နေတက်ကီးခေါ့မယ်တောင်းခွင့်ပြန်ပေးမယ်ခေါ်မှာ ပြီးဒီနားလေးကနေ order enter လေးခေါက်တာလည်းပဲဖုန်ယူလာလေးအောက်ကျသွားပြီးလို့ရှင် match match တို့ပြီးရေးလိုက်ရင်ကျွန်တော်တို့ဒီ left ကပျောက်ပျောက်သွားတယ်ဗောနော်ခွင်းစား left လွတ်ကပ် value ကကျွန်တော်တို့ရေးထားတဲ့ function ဘယ်တရရှာမှာလဲဆိုလို့ရှင် nrc code ထဲကရှာမယ်တောင်းဝင်းလေးစလိုက်မယ်ဒီမြန်မာလိုရှိနေတဲ့တွေကနေရှာမယ်တောင်းဝင်းပြန်ပေးမယ် match type ကအတိအကျရှာမယ်0ခွင်းပေးမယ်ပြီးရင် index တို့နောက်ထပ်ခွင်းတစ်ခုထပ်ပေးမယ် enter ခေါက်မယ်ဒါဆိုရင်တော့ဒီဘက်ကအတိုင်း င်္ဂလိပ်လိုလေးရပြီပေါ့နော်ဒါလည်းခုနကလိုပဲ concatenate နဲ့ပြန်ပြီးတော့ဆက်မယ်ပေါ့နော် concatenate တပည့်ကုန်းနဲ့နိုင်ဆိုလို့ရှိရင်ခွင်းစား and အဲပြီးရင်ကောမာချမယ်ဒီဟာလည်းအတူတူပဲပေါ့နော် rice နဲ့ယူမယ် water add လေးခေါက်ထားခဲ့လိုက်မယ် rice ညာဘက်ကဟာလေးယူမယ် bed test တွေကလည်းဒီတွေကဟာလေးနံပါတ်ကားတွေကဘယ်နှလုံးယူမှာလဲကျွန်တော်တို့ မှတ်ပုံတွေနံပါတ်တွေက6လုံးအမြဲတမ်းရှိနေတာဖြစ်တဲ့အတွက် dynamically change ရမှာမလို့တော့ဦး6ဆိုပြီးတခါတည်းရေးဖို့ရေးလို့ရတယ်ပေါ့နော်ခွင်းပေးမယ်ပြန် continue အတွက်ခွင်းထပ်ပေးမယ် enter ခေါက်မယ်ဒါဆိုရင်တော့ခုနလိုပဲဒီဟာတော့မြန်မာလိုကဏ္ဍနေရတယ်ဒါဆိုရင်လည်း substitute နဲ့ပြန်ပြီးအစားထိုးလိုက်လို့ရတယ်ပေါ့နော် substitute ကိုရေးလိုက်မယ်ပေါ့နော် substitute 10ကရေးလိုက်မယ်1 3 4 5 6 8 90 okay substitute 10ကဖြစ်သွားပြီဒီနောက်ကနေလည်း ဒီ format လေးကိုလည်းဆေကာယူမယ်လို့ပြောထားခဲ့လိုက်မယ်ဒီ3 4 5 6 9 8 90 k ဒီမှာကျတော့ပြောင်းပြန်နေဖြစ်သွားပြီဒီရှေ့ရမြန်မာလိုခဏနေဖြစ်ရမှာပေါ့နော်ဥမာ3ည1,2,3,4,5,6,9,10ပြီးရင်ဒီဘက်ကအင်္ဂလိပ်လိုခဏနေเนาะ6,9,10 okay ဒါဆိုရင်တော့ကျွန်တော်တို့က under ခေါက်လိုက်လို့ရပြီဒါဆိုရင်ကျွန်တော်တို့ မြန်မာမှတ်ပုံတင်ကိုအင်္ဂလိပ်လိုရေးပြီးသားဖြစ်သွားမယ်ပေါ့နော်ဒီဟာလဲကျွန်တော်တို့တကယ်လို့ဒီနားကပေးစီးရမှာအင်္ဂလိပ်မှတ်ပုံတင်ဖြစ်ခဲ့ရင် तू ကလဲအင်္ဂလိပ်ကိုအင်္ဂလိပ်ရှင်းရှင်းဆိုတော့ तू error တက်မှာဖြစ်ပါတယ်အဲ့ဒါအဲ့လိုမျိုး error တက်ခဲ့လို့ရှိရင် already အင်္ဂလိပ်ဆိုပြီးတော့ပြအောင်ဒီနားလေးမှာ ထိတ်ကနေ if error နဲ့အုပ်ထားခဲ့လိုက်မယ်ပေါ့နော် function ကြီးတစ်ခုလုံးကို already english ခွင့်ပေးမယ် enter ခေါ်မယ် ဆိုလိုတာကတော့ကျွန်တော်ဒီဘက်ကခုန copy ကူးထားခဲ့တဲ့ဟာလေးကို control c ဒီမြန်မာလိုနေရာမှာအင်္ဂလိပ်လိုပြောင်းလိုက်ရင်မြန်မာလိုရတယ်ဒါပေမဲ့အင်္ဂလိပ်လိုအစင်းသိဖြစ်နေတဲ့အတွက် already english ဆိုပြီးတော့ပြမှာဖြစ်ပါတယ်ဒါလေးကိုကြည့်ရလာရှင်အောင် color လေးခြေထားခဲ့လိုက်မယ်ပေါ့နော် control d ပြီး convert to range ကိုခြေထားခဲ့လိုက်မယ် okay ဒါဆိုရင်တို့ကြည့်ရလေလွယ်သွားတယ်ပေါ့နော်ဒီဘက်က row လေးတွေကိုလည်း အကုန်လုံး selection လုပ်ပြီးတော့နည်းနည်းလေးခြေလိုက်လို့ရင်ဒီလိုအကြီးရမယ်ပေါ့နော်တပည့် click လိုက်ထားလေးကို okay ဒီဘက်ကမြန်မာလို control c copy ကူးပြီးလို့ဒီဘက်ကနေ value only နဲ့ချလိုက်လို့ရှင်ဒီဘက်ကမြန်မာလိုအစင်းသိရှိနေတာဖြစ်တဲ့အတွက် already mmr ဆိုပြီးတော့ပြမယ်ဒီဘက်မှာတော့မှတ်ပုံတင်နံပါတ်တွေကိုအင်္ဂလိပ်လိုတခါတည်းတံပြောင်းပေးတော့မှာဖြစ်ပါတယ်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ